စစ်ကောင်စီရဲ့ဌာနဆိုင်ရာအုပ်ချုပ်ရေးနဲ့တက်စကန်တွေစိုးမိုးမှုအားကောင်းနေတဲ့မွန်ပြည်နယ်မှာမွန်လနဲ့ကင်တက်တွေရဲ့ဖြူအားမြောက်ထိုးစစ်ဆင်တိုက်ပွဲတွေဒီကနေ့ချိန်ထိအတန်တိတ်နေဆဲဖြစ်ပါတယ်။မတ်လအတွင်းမွန်ပြည်နယ်ရဲ့စစ်အခြေအနေဟာတည်ငြိမ်နေပြီးမွန်လနဲ့ကင်တက်တွေကတော့အင်အားစုဖွဲ့မှုကြိုးပမ်းချက်ကလွဲရင်စစ်ဆင်ရေးတွေရပ်တန့်နေတယ်လို့ရာမြအင်စတီကျူနိုင်ငံရေးသုတေသနဌာန Rice ကဆိုပါတယ်။ စစ်ကောင်စီကိုစန့်ကျင်နေတဲ့မော်လနဲ့ကင်တက်တွေဟာတက်သားတဲ့ဖိတ်ခေါ်တာနဲ့စစ်တနံပေးတာတွေကိုအာယုံဆိုင်နေပုံရတယ်လို့ Rice ရဲ့အပတ်စဉ်သုံးသက်ချက်အစီရင်ခံစာကဖော်ပြပါတယ်။မွန်ပြည်တော်လိုင်းရေးတပ် MSRF ပြောခွင့်ရတဲ့နေကားကမော်လနဲ့ကင်တက်တွေအနေနဲ့ခေါ်စာတိုက်ပွဲပြီးဇန်နဝါရီနှောင်းပိုင်းကစပြီးတော့ဒေသတွင်းတိုက်ပွဲတွေပေါ်ဆာမှုမရှိသလောက်ဖြစ်ခဲ့တယ်လို့တာလွင်တိုင်းကိုပြောပါတယ်။ဒါအပြင်တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားယုံကြည်မှုတည်ဆောက်နိုင်ဖို့စုပေါင်းဦးဆောင်မှုနဲ့တပ်ဖွဲ့တွေကိုစုစည်းဖို့လိုအပ်တယ်လို့ လက်နက်လူသူအင်အားအပြင်စစ်ရေးဖြူဟာကျွမ်းကျင်သူတွေလိုအပ်ချက်ကြောင်းလို့ဆိုပါတယ်ခြုံငုံပြီးပြောရမယ်ဆိုလို့ရှိရင်တပ်တွေပူးပေါင်းဆောင်ရွက်မှုက အားနည်းနေတယ်တွေ့ကြုံရှိတဲ့တပ်မှုတွေနည်းတယ်နလိုအပ်တဲ့စစ်လက်နက်ပစ္စည်းတွေမလုံလောက်ဘူးအဲနောက်ဆုံး ပြောချင်တာကတော့ရန်သူဘက်ကလည်းအင်အားတွေမတရားဟိုဖြည့်တင်းလာတယ်2023 24နဲ့စာလို့ရှိရင်ရန်သူရဲ့အင်အားဟာအတော်လေးကို များလာတယ်လို့ပြောရမယ် တို့ရဲ့ view ဟာတွေကလည်းပြောင်းလဲလာတဲ့စက်ကောင်စီရဲ့စီးရေလှှရှားမှုတွေဟာအရင်ကလိုမျိုးတက်တွင်းဖန်ကာတွေမှာခံစစ်အသွင် ခုခံကာကွယ်ဖို့မဟုတ်တော့ပဲအခုချိန်မှာတက်ပြင်ထွက်ပြီးနယ်မြေရှင်းလင်းရေးတွေလှုပ်လာနိုင်ပြီလို့သူကထောက်ပြပါတယ် Rice ရဲ့စီးရင်ခံစာရပြီးခဲ့တဲ့ match လအတွင်းကြိုက်ထုတ်ဘီလင်းနဲ့ရေးမြူနယ်တို့မှသာတော်လိုင်းရေးအဖွဲ့တွေရဲ့ပျောက်ကြားတိုက်ခိုက်မှု၄ချိန်ရှိခဲ့ပြီးစစ်ကောင်စီရဲ့စီးရေလှှရှားမှုပုံများနေတာပါ တော်လိုင်းရေးဖွဲ့တွေရှိတဲ့နေရာတွေကိုစစ်ကောင်စီက drone နဲ့ကင်းထောက်တာဘုံကျဲတာတွေခက်ဆစ်ဆစ်ပြုတ်လုခဲ့ပြီး match လအတွင်းကြိုက်ထူဘီလင်းနဲ့ရေးမြွနယ်တို့မှာ drone တိုက်ခိုက်မှု6ကြိမ်အထိရှိခဲ့တယ်လို့အစိုးရအခန်းစာရသိရပါတယ်။အာနာသိမ်းမှုအလွန်ပေါပေါက်လာတဲ့ဆရာနာရှင်စနစ်မြင့်ပြက်ရေးဟာလေးနှစ်ကျော်လာခဲ့ပြီးနိုင်ငံတော်မှာရှိတဲ့မြို့ပေါင်း60ကျော်ကိုလည်းတော်လိုင်းအင်အားစုတွေကတင်ပိုက်ထိန်းချုပ်ထားတာပါ။တခုတည်းသောမွန်တက်တော်ပေါ်ထွန်းလာရေးပထမအဆင့်အနေနဲ့ ပူရဲစစ်စင်ရေးတွေဖော်ဆောင်နိုင်ဖို့မော်လနက်ကင်တက်လေးတက်ကနေပူပေါင်းထားတဲ့ယာမရစစ်ကြောင်းကတော့တိုက်ပွဲဖော်ဆောင်တာမတွေ့ရသေးပါဘူး။ယာမရစစ်ကြောင်းအနေနဲ့မုတ်တုံရသည်မတိုင်မီဗျူဟာရရေးပါတဲ့စစ်ကောင်စီအခြေစိုက်စကန်လက်နက်ကြီးတက်နဲ့စစ်မှုထမ်းလေ့ကျင့်ရေးစကန်တွေကိုထိုးစစ်ဆင်လာနိုင်ခြေရှိတယ်လို့သုံးသပ်မှုတွေလည်းရှိနေတာပါ။ယာမရစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူဒေါက်တာတိတိမွန်ချန်းကဗျူဟာမြောက်စစ်စင်ရေးလုပ်နိုင်ဖို့အခြေအနေရရက်ကိုသုံးသပ်ပြီးအချိန်ယူရတာဖြစ်လို့ အခုချိန်မှာအသင့်ရှိတယ်လို့တာလွန်တိုင်းကိုပြောပါတယ်။ယခုချိန်မှာရမညပူးတွဲစစ်ကြောင်းဟိုစီရေးဆိုင်ရာပြည်စင်မှုတွေပြည်မြောက်ခဲ့ပြီးမို့ဟိုစီကြောင်းရဲ့စီရေးပန်းတိုင်ဖြစ်တဲ့ပြူဟာမြောက်စစ်စင်ရေးတွေအချိန်မရွေးဟိုပြုတ်လောက်နိုင်ဖို့အသည့်အနေအထားမှာဟိုရှိနေတယ်လို့ပဲဟိုပြောနိုင်ပါတယ်။ပူးတွဲစစ်ကြောင်းမှာမော်ပြည်လွတ်မြောက်ရေးတပ်တော် MLA မော်ပြည်သက်ပါတီ AD ရဲ့မော်မျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA AD မော်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSF တို့ပါဝင်ပါတယ်။ဆီယနာရှင်စနစ်တော်လှန်ရေးမှာမွန်နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကလည်း match 30ရက်နေ့ကရေးပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့စစ်ရေးနိုင်ငံရေးအရာပူးပေါင်းဖို့သဘောတူခဲ့ကြပါတယ်။လက်ရှိမှာမွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ပူးပေါင်းနေတဲ့မော်လနက်ကိုင်တပ်ဖွဲ့၃ခုရှိပြီးအဲ့ဒီတပ်တွေအားလုံးဟာရေပြူမြို့နယ်အပါအဝင် ရေးတောင်ပိုင်းနဲ့မြောက်ပိုင်းပြင်တန်ပြူစရက်တောင်ပိုင်းထိစုစည်းမှုတွေရှိလာတာပါ။ အဲ့လိုပူပေါင်းလိုက်နိုင်တာဟာလူအင်အားလက်နက်အင်အားစတဲ့ရင်းမြစ်တွေကိုပိုများစေတာစစ်စင်ရေးအရာလှုပ်ဆောင်နိုင်စွာတိုးတက်လာစေပြီးနိုင်ငံရေးအရာပုံမတည်ငြိမ်လာစေတယ်လို့ Rice ကသုံးသပ်ထားပါတယ်